မင်္ဂလာပါညီမလေးရေအားပေးစကားလေးပြောပြပါအမြဲတမ်းတော်တော်လေးကြည့်ပြီးအားပေးနေတဲ့အတွက်လည်းကျေးဇူးများတင်ပါတယ်ညီမလေးနော်တယောက်ချင်းစီတိုင်းအားပေးလေးတွေမပြောင်းနိုင်တော့လဲနားလည်ပေးပါမိမှာအလုပ်လေးတွေများလို့ပေါ့နော်အဲ့တော့ဗားလေးတွေအားပေးမယ်ဆိုတော့လာအိုကဆိုတော့อืมသူများဒေတာသူများအရက်မှာနော် အဆဆအရာရာပျော်ရွှင်အောင်နေပါဘလို့အခက်အခဲမျိုးပဲတွေ့တွေ့လုံးဝစိတ်တက်မကြပါနဲ့လူတစ်ယောက်မှအရေးကြီးတာစိတ်တက်ပါဒီလူတိုင်းလူတိုင်းမှာလေလူတွေကတချို့လူတွေကလည်းမသိကြတာပေါ့နော်ကိုယ်စိတ်ကိုလူတိုင်းလူတိုင်းရဲ့စိတ်တမစွမ်းအားတွေရှိတယ်ဒီလားစွမ်းအားတွေရှိတယ်မဖြစ်ဘူးဆိုတာမရှိဘူးမဖြစ်သေးတာပဲရှိတယ်မဖြစ်ဖြစ်အောင်လုပ်ပြီးမနဲ့လုံနေနေမှာမဖြစ်လာခင်လုံးဝအားမလျှော့နဲ့ဒီလားအဲအားမလျှော့ခြင်းကိုကန်တရာကြီးကတအားကြိုက်တာ အမလျှော့တဲ့စိတ်ကိုကန္တရာကြီးကတအားကြိုက်တဲ့အဲ့လိုလူမျိုးတွေကိုလေအဲ့တော့အဲ့ကန္တရာကြီးကအပေးလာတဲ့အချိန်တိုင်းအစုလိုက်အပြုံလိုက်ကိုအမလျှော့ခဲ့သမျှတွေကိုကန္တရာကြီးကလက်ဖွဲ့လက်ဆောင်နေပေးတာနော်အဲ့ဒါအကြောင်းမလို့လုံးဝဘာအကြောင်းကြောင်းနဲ့အခက်ခဲတွေ့တွေ့ကိုကောင်းပါလေရဲ့နဲ့ကိုကအစင်ပြပါအောင်နေပါလေရဲ့နဲ့နိုင်တဲ့စင်းနေနေတွေ့တယ်ကိုပေါ်မှာမကောင်းတာတွေတွေ့တယ်ဆိုရင်လေအမလျှော့နဲ့ကိုရဲ့စိတ်တက်ကိုသူတို့ကြောင့်မပြောင်းလဲနဲ့လမ်းဖြောင်းဖြောင်းမတ်မတ်သွားတော့ ဘလောက်ပဲစိတ်ညစ်เสียအကြုံကြုံတဲလီတို့တည်လားနော်အကောက်ပဲရှင်ညီမလေးနော်အဲ့တော့ကိုစိတ်တက်ကိုသူများကြောင့်မပြောင်းလဲနဲ့နော်မပြောင်းလဲနဲ့သူများကြောင့်လည်းအယောင်အဆိုးမခံနဲ့သူကသူကိုကကိုမတူဘူးအဲ့တော့ကိုကကောင်းမလေးရဲ့နဲ့ဒီလိုအဆိုးတွေအဆင်မပြေမှုတွေကိုဘလောက်ကြိုးစားကြိုးစားနေမနာညမနာကြိုးစားကြိုးစားဒီလိုအဆိုးတွေကြုံရတယ်ဆိုရင်လေလမ်းပျော့လိုက်နဲ့အဲ့ဒီကြိုးစားခြင်းကိုကန်တရားကြီးရဲ့စမ်းသက် စမ်းတန်နေတာအဲ့ကန်တရားကြီးကအကျိုးပေးလာပြီးကိုကျိုးစားသမျှကိုပြမန်းသမျှကိုအာပိစက်ခရသမျှတွေကနော် ကန်တရားကြီးကမျက်နှာသာပေးပြီးဆိုရင်ဘာနဲ့မှမတူတဲ့ရလက်ကိုပြန်ရပြီအဲ့ဒီကြိုင်ကိုကအေးထူသွားပြီပြန်ကြာရှုံးဖို့ဆိုတာမဖြစ်နိုင်တော့ဘူးဒီထက်မကတဲ့အခက်ခဲတွေကိုငါကြော်ဖြတ်လာပြီးွားပြီအဲ့ဒီအဲ့ဒီလိုအောင်မြင်လာတဲ့အချိန်အဲ့ဒီလိုကိုကန်တရားကြီးကမျက်နှာသာပေးလာတဲ့အချိန်မှာအခက်ခဲဖြစ်ခဲ့ရင်တော့အဲ့အခက်ခဲကိုကမမှုတော့ဘူးဘာကြောင့်လဲဟိုအရင်ကအခက်ခဲလောက်ငါဒီခက်ခဲကဘာမှမဟုတ်ဆိုတော့တိလာလိမ့်မယ်အဲ့ဒါကြောင့်မလို့ဘသူကြောင့်ပဲဖြစ်ဖြစ်ဘဝကြောင့်ပဲဖြစ်ဖြစ်ဘယ်နေရာဒေသကိုပဲရောက်ရောက်ဘလို့အခက်ခဲမျိုးပဲတွေ့တွေ့စိတ်တက်မကြပါနဲ့ နောက်တစ်ခုကဘယ်နေရာဘယ်ဒေသကိုပဲရောက်ရောက်ကိုဟာဘာကြောင့်သွားတာလဲဆိုတာကိုလည်းရှင်ထဲမှာသိဖို့လိုပါတယ် ပျော်ရှာဖို့သွားတာမဟုတ်ဘူးတငယ်ချင်းရှာဖို့သွားတာမဟုတ်ဘူးမိတ်ဆွေရှာဖို့သွားတာမဟုတ်ဘူးအရင်ဆုံးကိုသွားတာကငွေရှာဖို့သွားတာကိုရောက်တဲ့နေရာမှာဒူးကြကြတောင်းကြကြပြကြကြကိုနေတဲ့ထိုင်တဲ့စားတဲ့ရမယ်အဓိကကကိုတီတက်မှတ်ထားတဲ့ငွေကိုရရင်ပြီးရောအဲ့ဒီထဲမှာမှာမိတ်ကောင်းဆွေကောင်းဆိုတာသူ့အလိုလိုကိုနဲ့စိတ်ချင်းတူတဲ့ကိုနဲ့ကန်ချင်းဆိုင်ရင်ပေါ်လာလိမ့်မယ်အဲ့ကြမှာမိတ်ဆွေတငယ်ချင်းအပေါင်းအသင်းဆိုတာသူ့လိုလိုလေးပေါ်လာလိမ့်မယ်အရောက်တရာရှိတိုင်းအရောက်တရာလုံးကချစ်ခင်မှုရအောင်မတွေးနဲ့တယောက်နဲ့ခင်ရင်အဲ့တယောက်ရဲ့အစ်မမရရင် ကျင်းနဲ့လောက်တယ်နော်အများကြီးပြောချင်